မင်္ဂလာပါခင်ဗျာနိုင်ငံရဲ့ချားမှာကိုယ့်ရဲ့အနာဂတ်မိသားစုရဲ့အနာဂတ်အတွက်စူးစမ်းရုန်းကန်နေကြတဲ့ညီကိုမောင်နှမတွေအားလုံးကိုတကယ်ကိုလေးစားပါတယ်ဒီနေ့မှာတော့လေကျွန်တော်တို့အားလုံးအတွက်အရန်ကိုအရေးကြီးတဲ့အကြောင်းအရာတစ်ခုနိုင်ငံသားမှာငွေဘလို့စုမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူတူလေ့လာကြည့်ကြရအောင်ပါဒီမေကုန်းကတော်တော်များများယဉ်နီးနေကြမယ်ထင်တယ်ဟုတ်တယ်မလားလာစားလေးထုတ်ပြီးတော့ဘာမှမကြသေးဘူးအမ်ပိတ်ဆိုင်တွေကဘယောက်သားမှတော့မသိလိုက်ဘူးလာကောင်းခိုင်းနေပြီဆိုရင်လက်ထင်းကဘာမှမရှိတော့ဘူးဆိုတဲ့ခန်းစားချက်မျိုးလေ ဒါကကျွန်တော်တို့အားလုံးလို့လို့ဂျုံဖူးကြရဲ့အခက်အခဲတစ်ခုပါပဲ။တလက်တလက်ကုံသွားတဲ့စိတ်တွေကိုပြန်ကြည့်လိုက်ရင်လေအများကြီးပဲအိမ်လက်ခပေးရတယ်။စားဖို့တောက်ဖို့အတွက်သုံးရတယ်။သွားရေးလာရေးစိတ်ရှိသေးတယ်။ဒါတမဲလာဆိုတော့မဟုတ်သေးဘူး။ဖုန်းပေး၊ data ဖိုးတွေ၊ဗီဇာသက်တမ်းတိုးရတဲ့စိတ်အိမ်ပြန်ဖို့လည်ရင်လက်မဖို့အရေးကြီးဆုံးကအိမ်ကမိသားစုကိုပြန်ထုတ်ပိုင်ရတာတွေလည်းရှိသေးတယ်။ဒါလောက်များတဲ့ကုန်ကျစိတ်တွေကြားထဲမှာငွေစုဖို့ဆိုတာတကယ်ကိုမလွယ်တဲ့ကိစ္စတစ်ခုဖြစ်နေတာအံ့ဩစရာတော့မဟုတ်ပါဘူး။ တချို့ဆိုရင်တရားချင်းတွေကြောင့်အိမ်ကိုနစ်နစ်ချီပြီးတော့မပြန်နိုင်ကြဘူး။ကောင်းပြီ။တရားခက်ခဲတွေကိုကြော်လွားဖို့ပရမဆုံးခြေလန်းကငွေဘလော့စုမယ်ဆိုတဲ့ကဏ္ဍတွေနဲ့မဆိုင်သေးဘူးဗျာ။အဲ့ဒီထက်ပိုပြီးတော့အစွမ်းထက်တဲ့အရာတစ်ခုနဲ့တက်ဆိုင်နေပါဗျ။အဲ့ဒါကပါလဲဆိုတော့ရှင်လင်းပြတ်တာတဲ့ရီမန်ချက်တခု ရှိဖို့ပါပဲဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့ရီမန်ချက်မရှိဘဲငွေစုရတာကပြင်းမှန်းစရာကြီးပါ ဒါပေမဲ့ကို့မှာတကယ်ကိုခိုင်မာတဲ့အီမန်ချက်တစ်ခုသာရှိနေပြီဆိုရင်အဲ့ဒီငွေစုချင်းကကို့အိမ်မက်ကိုအကောင့်ထည့်ဖို့နေတဲ့ခီးစင်ကြီးတစ်ခုဖြစ်လာတော့ကို့ဆူလိုက်တဲ့ပစ္စံတစ်ချက်တိုင်းကကို့အိမ်မက်နဲ့တလန်းပုံနေထောစတဲ့ခြေလန်းတစ်ခုဖြစ်လာပါတယ် ဥပမာအနေနဲ့စဉ်းစားကြည့်အောင်ကိုပိုင်အိမ်တော်လေးကိုကိုယ့်လက်ထဲမှာခြင်ထားရတဲ့ပုံရိပ်မျိုးပေါ့ဒါကလူကျူတော်များများရဲ့အကြီးမားဆုံးအိမ်မက်တစ်ခုပဲလေအဲ့ဒီအိမ်မက်ကိုအမှန်တကယ်ဖြစ်လာဖို့နီလန်းကငွေစုတာပါပဲကိုဇာတိမြေမှာအိမ်ပိုင်လေးတစ်လုံးဖြစ်ဖြစ်မြေခွက်လေးတစ်ခွက်ဖြစ်ဖြစ်ပေါ့ဒါကတကယ်ကိုစူးစမ်းရကြိုးစားတဲ့ grid code တစ်ခုပါဒါမှမဟုတ်ကိုယ်ရီမန်ချက်ကအိမ်မက်တစ်ခုတည်းစိတ်ချလုံခြုံမှုအတော့လည်းဖြစ်နိုင်ပါတယ်ဥပမာအင်္ဂါမီတာစုမှာမမျော်လင့်ပဲတစ်ခုခုဖြစ်လာခဲ့ရင် ၃နိုင်ဖို့အရေးပေါ်ရံမုံငွေလေကခုရှိထားတယ်ဆိုတဲ့အတိကလည်းတကယ်ကိုစိတ်သက်သာရရစေတယ်။အဲ့ဒီစိတ်ချမ်းသာမှုမျိုးကတန်ဖိုးဖြစ်လို့မရပါဘူး။နောက်တစ်ခုကကိုပိုင်လုပ်ငန်းရှင်ထစ်ချင်တဲ့ရည်မှန်းချက်မျိုးပေါ့။ဒီနေ့ကိုစုထားတဲ့ငွေလေးတွေကအနာဂတ်မှာကိုအိမ်ပြန်တဲ့အခါကိုပိုင်လုပ်ငန်းတစ်ခုထောင်ဖို့အတွက်မူတည်ရင်းနေငွေထစ်လာနိုင်တယ်။ဆိုတော့ကိုယ့်အနာဂတ်အတွက်ကိုတိုင်ပြန်ပြီးရင်းနှီးမြှုပ်နှံတာကအစွမ်းထက်ဆုံးရည်မှန်းချက်တည်းကတစ်ခုပါပဲ။ကဲအခုဆိုရင်ကိုကိုအရင်ဖြစ်စေမေကြီးမန်းချက်တခုစိတ်ထဲမှာရှင်းရှင်းလင်းလင်းရှိသွားပြီလို့ထင်ပါတယ်ဟုတ်ပြီ ဒါဆိုအခုလက်ရှိနေရာကနေအဲ့ဒီယီမန်ချက်ကိုဘလို့ရောက်အောင်သွားကြမလဲ။ဒါကတော့နောက်တစ်ဆင့်ပေါ့။ကို့ယီမန်ချက်ကိုလက်တွေ့ဖြစ်လာစေမယ့်နီလာနေကိုတစ်ချက်လောက်လေ့လာကြည့်ကြအောင်။ဒီနေရာမှာအတွေ့အခေါ်နှစ်ခုကလုံးဝကိုကွာသွားပြီ။တစ်ခုကကြံမစုမယ်။နောက်တစ်ခုကအရင်ဆုံးစုမယ်။ဆိုတော့လကောင်မှကြံတာလေးစုမယ်ဆိုပြီးစောင့်နေရင်လေအများအားဖြင့်ဘာမှကြံမှာမဟုတ်တော့ဘူး။အမှန်တကယ်လက်တွေ့ကြပြီအလုပ်ဖြစ်တဲ့နေရာဘာလဲဆိုတော့ လက်ဆက်ရတာနဲ့ကို့အနာကွက်တွေကို့ရင်မှန်းချက်တွေအရင်ဆုံးဖယ်ထားလိုက်တာပြီးမှကြမ်းတဲ့ပိတ်ဆံနဲ့လကုန်ထင်းနေသွားဖို့စူးစမ်းကြည့်တာဒါကအယိုးရှင်းဆုံးနဲ့အမှန်ဆုံးစကားပဲသုံးလူကြံမှစုမေဆိုတဲ့အတွေ့ကဝေးစုကျင်တဲ့သူတွေအတွက်အကြီးမားဆုံးရန်သူပါပဲဟုတ်ပြီဒါဆိုဘလောက်လောက်စုရမလဲအစားဖြူတဲ့အနေနဲ့ကတော့ကို့ဝင်ကိုရေ၁၀ရာခိုင်နှုန်းက၂၀ရာခိုင်နှုန်းလောက်ကအကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ဒီပမာဏကလူလိုင်းတွေရောင်းဝယ်မပြီးစီပဲအဆင်ပြေနိုင်တယ်။ပြီးတော့အချိန်ကြာလာတာနဲ့အမျှတကယ်ကိုထိရောက်တဲ့ပြောင်းလဲမှုတစ်ခု ဖြစ်လာစေဖို့လဲလုံလောက်တဲ့ပမာဏဖြစ်နေလိုပါပဲ။ဒီစီကန်းကိုလိုက်နာဖို့အလွယ်ဆုံးနည်းလမ်းကတော့စုငွေအကောင့်ကိုအတီးတန်းတစ်ခုဖွင့်ထားလိုက်တာပဲ။လာဆောင်ဝင်လာပြီးဆိုလာနဲ့ကိုစုမပိတ်ဆံကိုအဲ့ဒီအကောင့်ထဲကိုချက်ချင်းလွှတ်လိုက်။အဲ့ဒီကအိဒီယာကစုငွေကိုမျက်စိအောက်ကအပြောက်ထားလိုက်တာပဲ။ အဲ့ဒီခါမှာကိုကသုံးဆွေးဖို့အကောင့်ထဲမှာဂျန်တဲ့ပိတ်ဆက်နဲ့ပဲနေထိုင်ဖို့တင်ယူနေချိန်မှာကိုရဲ့စုငွေကနောက်ွယ်မှာတိတ်တိတ်လိမ့်သွားနေမှာပေါ့လက်ဆတွေကနေတစိတပိုင်းကိုပုံမှန်ဆူဆောင်းသွားတာကအခြေခံအုံမြစ်ပါပဲဒါပေမဲ့ကိုရဲ့ဒိုးတမှုကိုပိုကြီးမြန်ချင်းတဲ့ဆိုရင်တော့ကင်တွယ်လို့ရတဲ့မောင်တန်တစ်ခု ရှိပါသေးတယ်အဲ့ဒါတွေကတော့ကိုရဲ့ကုန်ကြစည်းကို short ချတာရယ်ကိုရဲ့ဝင်ငွေကို dominant ထားတာရယ်ပါပဲ ဒီဘက်မှာအချင်းခနာလေးယူပြီးကကိုရဲ့ဗန်စာရင်ရှင်းတန်းကိုစုံထောက်တေးရောက်လို့မျိုးတေချာဖြန်ကြည့်ကြည့်ပါကိုပေးစံတွေတကယ်ပင်နေရာတွေကိုစီးထွက်နေလဲဆိုတာကိုရှာကြည့်လိုက်ပါအဖေကတတုံလေးအံ့ဩစရာကောင်းနေနေပါရဲ့ဥပမာလေးတစ်ခုကြည့်အောင်ဒီနေ့ကိုခေါ်ပြီးတစ်ခွက်9000ချက်နဲ့ထောက်တယ်ဆိုပါစို့ဒီနေ့လုံးအတွက်ဆိုရင်ကြက်တင်းနှုံးဆက်ညီမကုံသွားနိုင်တယ်အဲ့ဒီပိတ်ဆံနဲ့တခြားပါတဲ့အများကြီးလုံးလို့ရမလဲတစ်ချက်လုံးစဉ်းစားကြည့်ပါကိုဟုံတောင်းမှာဆိုရင်ဒါကမြေကွက်တစ်ကွက်အတွက်စရံဝင်လောက်ချင်းနေပြီ ဒါမှမဟုတ်မောင်နှမတယောက်ရဲ့ចောင်းစည်းလေးချက်သွားနိုင်ပါတယ်။ဒီတော့အထီးကကဒီနှစ်ချက်ပါပဲ။တစ်ဖက်မှာဝင်ငွေပို့ရမယ့်နီလန်းတွေကိုရှာခွေပါ။ဥပမာပရက်ဒီမှာအလွတ်တန်းအလူလီတွေလုတာမျိုးဒါမှမဟုတ် delivery service တခုခုမှာအချိန်ပိုင်းဝင်လုတာမျိုးပေါ့။နောက်တစ်ဖက်မှာကျတော့ကုန်ကြစီကိုထိန်းချုပ်ပါ။ကိုမထုံးဖြစ်ရတဲ့ subscription တွေကိုဖျက်တောက်ပြီးနေ့စဉ်အထုံးစေးအသေးမွှားလေးတွေကိုတတိထားပြီးသုံးစွဲတာမျိုးပေါ့ အခုကျွန်တော်တို့အားလုံးရဲ့နှလုံးသားနဲ့အနီးဆက်ဆုံးဖြစ်တဲ့အကြောင်းအရာတစ်ခုကိုရောက်လာပါပြီ။ဒါကကိုတျောက်ရဲ့အတချီစုဆောင်တာမဟုတ်ဘူးလေ။အင်ကာမီတောင်စုကို၆ပန်းဖို့ဆိုတာလည်းရှိနေရကို။ဒါပြင်လည်းအဲ့ဒီကြားထဲမှာမှန်ကန်တဲ့မြတ်ချီကိုဘယ်လိုရှာကြမလဲ။ဟုတ်ပါတယ်။အင်ကိုထုံးပန်းလေဆိုတာအရန်ကိုတန်ဖိုးရှိတဲ့လောက်ရက်တစ်ခုပါ။ဒါပေမဲ့စနစ်တကျအစည်းအဝေးမရှိဘဲပို့နေမယ်ဆိုရင်ကိုရဲ့အနာဂတ်အတွက်စူဆောင်းွယ်လုံးဝမကြံရတဲ့ခြေနေမျိုးကိုရောက်သွားနိုင်မှာပဲ။ဒီအချက်ကိုတတိယပါ။ ကိုယ့်ရဲ့ဘန်ဒါရီတည်ငြိမ်မှုကိုအရင်ဆုံးယူဆိုင်တာကတကူကောင်းဆန်တာလုံးဝမဟုတ်ပါဘူးအဲ့ဒါကကိုမိသားစုကိုရေရှည်မှာပူပြီးခိုင်မာပြီးစိတ်ချရတဲ့အထောက်ပံ့တစ်ခုဖြစ်စေဖို့အတွက်လှုပ်ဆောင်နေတာပါဒါကနှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိတဲ့ဝင်ဝင်အခြေအနေတစ်ခုပါပဲနီကုံချိုအနေနဲ့ပြောချင်တာကတော့လေနိုင်ငံရဲ့ချမှာရုန်းကန်ရင်းငွေရှုဖို့ဆိုတာတကယ်ကိုခက်ခဲကြမ်းတမ်းပါလေဒါပေမဲ့ခက်ခဲတယ်ဆိုတိုင်းမဖြစ်နိုင်ဘူးလို့အသေးပဲတက်ရောက်တာတော့မဟုတ်ပါဘူးဘလောက်ပဲပင်မခက်ခဲနေပါစေ ကိုကိုကိုအမြဲပြန်တည်ပေးရမယ့်စကားတစ်ခွန်းရှိပါတယ်။အဲ့ဒါကတော့ငါဟာဒီကိုလာတာတန်အောင်လာတာဆိုတာပါပဲ။ဒီစိတ်တက်နေဆိုရင်အရာအားလုံးကိုကြော်လွားနိုင်မှာပါ။ဒီနေ့ရှင်းလင်းတင်ပြခဲ့တာတွေကနီးတန်မှုရှိတဲ့အချက်လက်တွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။နောက်တစ်ချိန်မှာတော့နိုင်ငံသားမနေရင်မိသားစုတက်အချိန်ဝင်လို့ဖန်တီးနိုင်မလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အဲ့ဒီအချိန်ထိအားလုံးပဲကိုကိုကိုကယူဆိုင်ကြပါခင်ဗျာ။